လာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အေအေနဲ့တော်လန်ရေးတပ်ဖွဲ့များ တိုက်ခိုက်မှုကိုစိုးရိမ်၍မကွေးရှိစစ်ကောင်စီ၏နယ်ရီကန်စီဆိုင်စစ်ဆေးရေးကိစ္စခန်းရုတ်သိမ်းသွားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရယ်။မကွေးတိုင်းဒေသကြီးငဖဲမြို့ဗရန်မြို့အဝင်ဂိတ်တစ်ခုဖြစ်သည့်စစ်ကောင်စီ၏နယ်ရီကန်စီဆိုင်ကိစ္စခန်းသည်အာရကတက်တော် AA နှင့်တော်လရေးတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်မှုကိုစိုးရိမ်၍ရုတ်သိမ်းသွားပြီဟုစစ်ရေးသတင်းရင်းမြစ်များကပြောပါရယ်။ ဗရန်မြို့အဝယ်နယ်ရေကန်စီဆိုင်ဂိတ်တွင်စကန်ချနေထိုင်ခဲ့သည့်တမ69အပါဝင်စစ်ကောင်စီတပ်သားများသည်ဇွန်လ14ရက်ခန့်မှစ၍စကန်ရုတ်သိမ်းသွားခြင်းဖြစ်သည်ဟုတော်လန်ရေးတပ်ဖွဲ့နှင့်နှီးဆက်သူတို့ကသတင်းဌာနသို့ပြောပါရိတ်ဒီဇွန်လအထက်မှပဲရုတ်သိမ်းသွားတာအရင်ကဆိုအဲ့ဒီဂိတ်မှာစကန်ချပြီးနေခဲ့တာလေတတုတ်ချင်းစီစုတ်ခွာသွားတာအင်းအားကတော့အနည်းဆုံး80ဝန်းကျင်လောက်ရှိမယ်ထင်တယ်အခုအဲ့ဒီဂိတ်မှာစစ်သားတွေမရှိတော့ဘူးဟုပြောပါရိတ် အဆိုပါနှက်ရည်ကန်စီဆိုင်ကိစ္စကန်တွေစစ်ကောင်စီတပ်သားများမရှိတော့တော့လဲအနီးအနားဝေးကျင်နဲ့ဗရန်မျိုးတွေတွေအရက်ဝင်များဖြင့်သွာလာလှုပ်ရှားကအခြေအနေစောင့်ကြည့်နေသည်ဟုဗရန်ဒေတာကန်အမျိုးသားတအုပ်ကသတင်းဌာနကိုပြောပါရယ်သူတို့ကစက္ကန်းမှမနေတော့ပေမဲ့အနီးအနားဝေးကျင်တွေမှာသွာလာလှုပ်ရှားတယ်အထူးသဖြင့်ညဘက်အရက်ဝင်နဲ့နေတာပုံများတယ်ဟုပြောပါရယ်ယခုရုတ်သိမ်းသွားသည့်ဗရန်မျိုးအဝေးနှက်ရည်ကန်စီဆိုင်ကိစ္စကန်ကိုထော်လန်ရေးတပ်ဖွဲ့များကပြီးခဲ့တဲ့မတ်လ30ရက်နေ့ကတချိန်ဝေရောက်တိုက်ခိုက်ခဲ့သည် လက်ရှိတွင်စစ်ကောင်စီဘက်ကအဓိကပဒန်းရှိစုံကုံအမြောက်ကြီးတန်းနှင့်ခါကွယ်ရေးပစ္စည်းဆက်ယုံတပတ်ဆ14ကိုသာအဓိကအခိုင်မာကာကွယ်မှုနှင့်အင်အားအလုံးရင်းဖြည့်ထားကြောင်းပဒန်းဒေသခံအမျိုးသားကပြောပါရယ်စစ်ကောင်စီကဂိတ်စခန်းတို့စခန်းငယ်တွေထက်အဓိကမကွေးကကာပတ်ဆဆက်ယုံကိုမရောက်နိုင်အောင် ရိုးနေနေတဲ့အမြောက်တပ်နဲ့ခပ်ပတ်ဆက်စက်လေးကိုအဓိကအင်အားဖြည့်တယ်။လက်နက်တပ်ဆင်ပြီးအခိုင်အမာပြုလုပ်ထားတယ်။နေရီကန်တောင်ဘက်ကိုလည်းအဲ့ဒီဘက်ကနေပဲအဓိကစစ်ကူနဲ့စစ်ကြောင်းထိုးနေတာဟုပြောပါရယ်။ဗရန်မြို့ပြင်ဧရိယာတွင်ခပ်ပတ်ဆက်စက်လေးမှစစ်ကြောင်းနှင့်တမ99စစ်ကြောင်းတို့နေရာယူထားပြီးစစ်ရေးလှုပ်ရှားမှုပြုလုပ်လျက်ရှိကြောင်းဒေသခံများကပြောပါရယ်။ ရခိုင်ရိုးပေါ်အံပရန်လန်ရှိနတ်ရီကန်လေးကျောင်းရံကောက်ွယ်ရေးပြူဟာကုန်၏ခကင်းစကန်တစ်ခုဖြစ်သည့်ငဖဲမျိုးနှင့်ခွန်စုရလန်ခွဲတွင်တက်ဆွဲထားသော စစ်ခေါင်စီစကန်ကို CDF အရှုံနှင့်လူပေါင်းတက်တမတော် NSA တို့ပူးပေါင်း၍ဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့၍စစ်ကောင်စီတပ်သားများအများအပြားစကန်ဆွန့်ခွာထွက်ပြေးသွားခဲ့ကြောင်းဇွန်လ22ရက်နေ့ကထုတ်ပြန်ထားပါသည်။ အေးအေးဦးဆောင်၍တိုက်ခိုက်နေသည့်နှဲ့ရီကန်လေးချောင်းကောက်ွယ်ရေးစခန်းနှင့်အနီးအနားစခန်းများမှထွက်ပြေးလာသောစစ်ကောင်စီတပ်သားများသည်လည်းတော်လန်ရေးတပ်ဖွဲ့များတန်းကြားဖြတ်တိုက်ခိုက်ခံရ၍ဖမ်းဆီးခံရမှုများရှိနေကြောင်းသိရပါသည်။ဆလပီဘကူတိုင်းအတွင်စစ်ရေးအရှိန်မြင့်လာပြီးဟုဘကူခရိုင်တရင်နှင့်ထူးတန်ရင်မှုပြောပြည်သူများတော်လန်ရေး၌ပုံမှုပါဝင်ပေးရန်စစ်သားများနီးစပ်ရာတော်လန်ရေးတပ်များတန်းအလင်းဝေရန်တိုက်တော်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ ပဲခူးတိုင်းအတွင်းစစ်ရေးအရှိန်မြင့်လာနိုင်ကြောင်းဇော်လ25ရက်ကစစ်ကောင်စီတပ်စခန်းကိုကူကို တပြိုင်တည်းတိုက်ခိုက်ခဲ့ရ၌ပေါဝင်ခဲ့သည့်တပ်ရင်းတစ်ခုဖြစ်သောပဲခူးခရိုင်အမှတ်နှစ်တပ်ရင်း P23702 ဒုတပ်ရင်းမှုကပြောကြားပါသည် တောင်ပိုင်းစစ်ဒေသအမှတ်နှစ်စစ်စင်ရေးနယ်မြေအတွင်ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်ရှိစစ်ကောင်စီတပ်စခန်း၉ခုကို PDF တပ်ရင်းတပ်ဖွဲ့များနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်များကစွန်လ25ရက်တွင်တပြိုင်တည်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား20ဦးထက်မနည်းသေဆုံးပြီးစစ်သုံးမှန်း၃ဦးလက်နက်မျိုးစုံ16လက်သိမ်းပိုက်ရရှိခဲ့ပါသည်အဆိုပါစစ်စင်ရေးတွင်ဘကူးခရိုင်တပ်ရင်းနှင့်3800နှစ်တပ်ရင်းသည် KNLA တပ်ရင်း9နှစ်ပူးပေါင်းပြီးကြောက်တကားမြို့နယ် ဖျားကြီးကုန်းကျေးရွာတွင်အထိုင်ချတက်ဆွဲထားသောရန်သူစခန်းအားတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်က၄ဦးသေ၂ဦးအရှင်ဖမ်းမိခဲ့ပြီးလက်နက်ခရဲများသိမ်းဆီးရရှိခဲ့ပါသည်။ဒီစစ်စင်ရေးကတောင်ပိုင်းတိုင်းမှာတပြိုင်တည်းစစ်စင်ရေးဖော်ဆောင်တဲ့အနေအထားပုံဖြူဟာ24 25 26အဲ့ဒီတဲကတစ်ခုပုံကျွန်တော်တို့3900နှစ်တရင်ရဲ့မစ်ရှင်ကလည်းအဲ့ဒီအထက်ကတစ်ခုပေါ့နော်။ဒီဘကိုးတိုင်းမှာစစ်ရေးကတော့ ရှေ့လျှောက်ပို့ပြီးတော့အရှိန်ညှင့်မဲ့အနေထားပါပဲဟုဗကုခရိုင်တပ်ရင်းနှင့်ဒုတပ်ရင်းဘူးကပြောပါရယ်။စစ်ရေးအခြေအနေမှာစစ်ကောင်စီကမြို့ပေါ်သို့တော်လှန်ရေးအင်အားစုများရောက်မလာရေးခံစစ်ပြင်းနေသည့်အခြေအနေဟု၎င်းကဆက်ပြောပါရယ်။ ရှမ်းသူကလည်းသူ့မျိုးပေါ်မရောက်ရေးအတွက်ကိုအင်အားတိုးပြီးခံစစ်ပြင်တော့ပေါ့ဥပမာကြောက်တကားလိုမျိုးမျိုးဆိုရင်အခုကျွန်တော်တို့လုတ်တဲ့ရွာဆိုရင်ကြောက်တကားနဲ့တဏမိုင်းနီးပါးလောက်ပဲဝေးတယ်ပြီးရင်တထေးကုန်းတို့ဘာလို့နဲ့ဆိုလဲအနီလေးပေါ့အဲ့ဒီအနေအထားမျိုးမှာသူတို့ခံစစ်ပြင်နေအခုကျွန်တော်တို့တိုက်တဲ့စခန်းကသူတို့ခံစစ်ပြင်ဖို့ပြင်ဆင်နေတဲ့အချိန်မှာသူတို့အချိန်မရခင်ကျွန်တော်တို့ဝင်ပြီးစစ်ရေးဖော်ဆောင်လိုက်တာဟုဘကိုးခရိုင်တရရဲ့နှင်းဒူးတရရဲ့မှုကပြောပါတယ် ပဲခူးခရိုင်တရင်နှစ်ကဇွန်25ရက်နေ့တွင်တိုက်ခိုက်ခဲ့သည့်ကြောက်တကားမြို့နယ်ဖရာကြီးကုန်းကြီးရွာတွင်စစ်တပ်ကအင်အား40ခန့်ဖြင့်အထိုင်ချတိုက်ဆွဲထားခြင်းဖြစ်သည်ဟုသိရသည်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့များစခန်းဆုတ်ခွာပြေးသွားသည်ဟုထုတ်ပြန်ကြသည်အဆိုပါစစ်စင်ရေးအတွင်းတော်လရေးပူပေါင်းတပ်ဖွဲ့မှနှစ်ဦးထိခိုက်ခဲ့ပြီးကြာဆုံးသူမရှိဘဲအောင်မြင်စွာစခန်းသိမ်းနိုင်ခဲ့သည်ဟုပြောသည်ဒီပွဲမှာဆိုရင် ကျွန်တော်တို့ရဲဘော်၂ယောက်အထိအခိုက်ရှိတယ် တယောက်ကမစိုးရင်ရဘူးတယောက်ကခေါင်းကိုထီသွားတယ်သူကတော့နည်းနည်းစိုးရင်ရတဲ့အနေအထားရှိတယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့အုတ်ထုတ်ပေါ့နော်ကျွန်တော်တို့အကြီးကားတွေအုတ်ထုတ်တွေကအရန်လိုအပ်တယ်ဟုဘကိုးခရိုင်တရင်နှစ်ဒုတရင်မှုကပြောပါတယ်တရင်အနေဖြင့်ရဲဘော်အယောက်စီတိုင်းကိုကြီးကနှင့်အုတ်ထုံများတက်ဆင်ပေးနိုင်ခြင်းမရှိသေးကြောင်းပြည်သူလူထု၏ထောက်ပံ့မှုဖြင့်သာရဲဘော်များအားပံ့ပိုးပေးနိုင်ပြီဖြစ်၍ပြည်သူများတော်လှန်ရေးကိုပုံမထောက်ပို့ပေးကြရန်လဲဒုတရင်မှုကတိုက်တွန်းပါသည် ပြည်သူတွေကိုသတင်းစကားပါချင်တာကတော့ပြည်သူတွေအနေနဲ့ဒီတော်လရေးကာလမှာပြင်းမနေကြပြီဆိုတာလဲကျွန်တော်တို့နားလည်တယ်ပေါ့နော်။ဒါပေမဲ့လေပြည်သူအားနဲ့မှကျွန်တော်တို့ကဆက်သွားရမယ့်အနေအထားဆိုတော့ဆက်လက်ပြီးတော့ထောက်ပို့ပေးကြဖို့သတင်းစကားပါချင်ပါတယ်ဗျာဟုပကိုးခရိုင်တရဲနှစ်ဒုတရင်မှုကပြောပါတယ်။ပကိုးခရိုင်တရဲနှစ်တီကြောက်တကားမှပဲနယ်ကုန်အထိစစ်မျက်နှာဖွင့်ထားတဲ့ကဲတော့ ပဲနွယ်ကုံနတ်တန်ခွင်နတ်တန်ခွင်ကြောက်ကြီးလန်းကျော်၌လဲအင်အားများဖြန့်ထားသည်ဟုသိရပါသည်။ချိုးပြင်းစစ်ကောင်စီတပ်သားများအလင်းဝင်ရက်လဲဒုတက်ရဲမှုကတိုက်တွန်းလိုက်ပါသည်။၎င်းတို့တရဲထံအလင်းဝင်သည်များပြည်သူစစ်မှုတပ်အများစုသည်ပေါ်တာဆွဲခရရသည့်သူများဖြစ်သည်ဟုလဲပြောပါသည်။ရောက်တဲ့နေမီနဲ့နီးစက်တဲ့တရင်တပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးအလင်းဝင်ကြဖို့မှာကျင်နေပြီးတော့အလင်းဝင်ရင်လည်းတပါးတဲ့လက်နက်ကိုယူဆောင်လာခဲ့ပူပေါ်တော့အတီးကလက်နက်ခရံပါရင်တော့ ါစတွေအတွက်သူတို့အတွက်လည်းပိုပြီးအဆင်ပြေတယ်ဟုဒုတရင်မှုကပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန၏ရမန်နေ့တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် PDF ပကိုးတိုင်းစစ်ဌာနမှပကိုးတိုင်းအတွက်စစ်စင်ရေးများတုံ့ပြန်ဆောင်ရွက်လျက်ရှိ၍ပြည်သူများပူးပေါင်းပါဝင်ပေးကြရန်မြစ်ကြရက်ခံထားပါတယ်။ PDF နှင့် KNLA ပူးပေါင်းတံများသည်ယခုနှစ်ဖေဖော်ဝါရီလကုန်ပိုင်းကပဲခူးတိုင်းကျောက်ရကားမြို့နယ်ဖြူးမြို့နယ်အတွင်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဆွဲရာဂိတ်စခန်းခွနခုကိုတိုက်ခိုက်ဖျက်ဆီးခဲ့ရာထိုစဉ်ကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးခဲ့ပါတယ်။မလာတွင်လည်းကျောက်ရကားမြို့နယ်ဆင်အိုးလဟာရွာ၌တပ်ဆွဲထားသည့်စစ်ကောင်စီစစ်တပ်ကို PDF KNLA ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်မှ၁၂ဦးသေဆုံးကလက်နက်အချို့ရရှိခဲ့တဲ့ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနတောင်ပိုင်းစစ်ဒေသ အမှတ်နဲ့စစ်ဒေသခွဲကအတိပေးထားပါတယ်။မလကုံပိုင်းတွေလည်းရန်ကုန်မန္တလေးအမြင်လန့်ရှိရဲစခန်းများနဲ့ပောက်ခေါင်းအုတ်တွေးအမြင်လန့်ပိုင်းအတွင်ဝင်လာသည့်စစ်သားများကို PDF ပူပေါင်းတပ်ကတိုက်ခိုက်ခဲ့ပါတယ်။ AB လကုံပိုင်းတွေလည်းဘကိုးတိုက်အနောက်ကျန်တာယာဝတီခရိုင်မင်းလားမြို့နယ်စစ်တပ်စစ်ကြောင်းကို PDF ပူပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးသေဆုံးကလက်နက်၁၂လက်သိမ်းဆီးရရှိခဲ့ပါတယ်။အလားတူ AB လကုံပိုင်း၌ပင်ဘကိုးတိုက်ကြောက်ကြီးမြို့နယ်ရှိဂျွန်းကုံ၊ရင်းတိုက်ကုံ တောင်စုရံမျိုးအောင်တမခေါ်ရွာများနှင့်နောင်ကုန်းတရား၌တက်ဆွဲထားသည့်စစ်တပ်စခန်းများကို PDF နှင့် KNL ပူးပေါင်းတပ်ကတိုက်ခိုက်ခရာစစ်ကောင်စီတပ်ကဒုတက်ရင်မှုအပါအဝင်20ကျော်သည့်ဆုံးကလက်နက်မျိုးစုံအလက်30ကျော်သိမ်းပိုက်ရရှိခဲ့ပါသည်မေလာဇန်ကလည်းပဲခူးတိုင်းနတ်တလင်းမြို့နယ်ဓမငယ်ရွာရှိစစ်တပ်နှင့်ပြူစောတီပူပေါင်းတပ်ဆွဲထားသည့်ကာကင်စကန်ကို PDF ပူပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးသေဆုံးကလက်နက်6လက်နဲ့ကြီးခဲရညာသိမ်းပိုက်ရရှိခဲ့ပါသည် ပကိုးတိုင်းအတွင်းယခုနှစ်တိုက်ခိုက်မှုများတွင်အကြီးမားဆုံးစစ်စင်ရေးအဖြစ်မေလာရှိရနေ့ကရွှေကျင်မြို့နယ်အခြေဆိုင်စစ်တပ်၏ခမရ998တရင်ဌာနချုပ်ကို PDF KNL ပူပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာလက်နက်မျိုးစုံအလက်80ကျော်သိမ်းပိုက်ရရှိခဲ့ပါတယ်။စစ်ကောင်စီ30ကျော်တိဆုံကစစ်တုံးမှအချို့လဲဖမ်းမိခဲ့ပါတယ်။ထို့ပြင် မေလ18ရက်လဲဘကိုးတိုင်းဘကိုးမြို့နယ် ဇီရော့ရွာစစ်ကောင်စီကာကင်စခန်းကို PDF များကတိုက်ခိုက်ခဲ့ရာလက်နက်ဆဲလက်ကြောသိမ်းဆီးရရှိခဲ့ပါတယ်။